ဂရနီပြည်နယ်လိုက်ကော်မြို့အတင်းတောင်မှာစစ်ကောင်စီကရွေးကောက်ပွဲကြိုတင်မဲ့ပေးဖို့အတင်းအကျပ်လှုံ့ဆော်နေတယ်လို့ဂရနီနိုင်ငံရဲ့အကျဉ်းသားများအစည်းအရုံး KPPA ကနိုဝင်ဘာလ25ရက်နေ့ကထုတ်ပြန်ပါတယ်ရွေးကောက်ပွဲတင်မြှောက်ခြင်းဆိုင်ရာ ဥပဒေအရမဲပေးပိုင်ခွင့်မရှိတဲ့သူစီရင်ထဲမှာထောင်ချခံရသူတွေပါဝင်ပေမဲ့အကျဉ်းချခံရသူတွေကို အတင်းအကျပ်မဲပေးခိုင်းတာကစစ်ကောင်စီဟာရွေးကောက်ပွဲ ဥပဒေကိုကျူးလွန်နေတာဖြစ်တယ်လို့ KPPA ကအတည်ပြုထားပါတယ် ဒါအပြင်တရားမျှတစွာမဲပေးပိုင်ခွင့်ဖြစ်တဲ့နိုင်ငံသားအခွင့်အရေးကိုစော်ကားတာအပြင်မဲမတမာမှုကိုပါကြံစည်နေတာဖြစ်တယ်လို့ KPPA ရဲ့ထုတ်ပြန်ချက်မှာဖော်ပြပါရတယ်။အချင်းကြသူတွေဟာရွေးကောက်ပွဲတင်မြှောက်ခြင်းဆိုင်ရာဥပဒေအရမဲပေးပိုင်ခွင့်မရှိပေမဲ့စစ်ကောင်စီတပ်က2025ခုနှစ်စက်တင်ဘာလကလေးကအချုပ်သူအချုပ်သားတွေအကျဉ်းသူအကျဉ်းသားတွေကိုကြိုတင်မဲတွေအတင်းအကျပ်ထည့်ခိုင်းနေတာဖြစ်တယ်လို့သိရပါရတယ်။စစ်ကောင်စီတပ်က ီဇင်မာလထဲမှာရွေးကောက်ပွဲပြုလုပ်နိုင်ဖို့အတွက်စီစဉ်ဆောင်ရွက်နေတာဖြစ်ပြီးအကျဉ်းကျခံရသူတွေကိုပါမဲမထည့်မနေရပြုလုပ်နေတာလည်းဖြစ်ပါတယ်။အကျဉ်းသားတွေရဲ့ဂျူတင်မဲတွေကိုအသုံးပြုပြီးမဲမတမာမှုကိုပြုလုပ်ဖို့ကြံစီနေတာဖြစ်လို့စစ်ကောင်စီပြုလုပ်မဲ့ရွေးကောက်ပွဲမှာမပါဝင်ကြဖို့ KPPA ကတိုက်တွန်းထားပါတယ်။စစ်ကောင်စီကဂရနီပြည်နယ်၊မဲဆဲဖားဆောင်နယ်၊ရှားတော်မြို့နယ်ကလွှဲရင် ကျန်တဲ့မြို့နယ်တွေမှာရွေးကောက်ပွဲလုပ်ဖို့ကြေညာထားပါတယ်။ အာနာသိန်းစစ်တပ်ကလုံးမဲ့ရွေးကောက်ပွဲဟာတရားမဝင်တဲ့အတူအယောင်ရွေးကောက်ပွဲဖြစ်လို့အလုံးစုံကန့်ကွက်တာနဲ့ကျင်းပခွင့်ပေးမှာမဟုတ်ကြောင်းတွန်လိုင်းအင်အားစုတွေနဲ့ဂရင်းနီပြည်အင်အားစုတွေကတုံ့ပြန်ထားပါတယ်။